မင်္ဂလာပါမြန်မာ news.us.com မှာနေပြီးတော့ပြဆက်ထားခြင်းဖြစ်ပါတယ်လွယ်လွယ်ကူကူရွယ်ရွယ်ရှင်းရှင်းနဲ့မြန်မြန်ဆန်ဆန်လေးစားလို့ရတဲ့ရုံပရိသီနှက်ဖြစ်ပါတယ်ရုံပရိသီနှက်အတွက်လိုအပ်တဲ့ကတော့ရုံပရိသီရဲ့တက်သွန်အနီးအစွန်ချောင်းမှုနဲ့ငေးဒီစိတ်တသားမှုစားရော happy moment လိုအပ်ပါတယ်သူစားပြီးတော့ကြောက်ပြပါတော့မရှင် ိုးကိုမိဖို့ပုံမှာအဆင်ပြေပူအောင်ထားထားပါမယ်ပူပူလာပြီဆိုလို့ရှိရင်စီအနှဲငယ်ပဲထည့်ပါမယ်စီပူလာအောင်ခဏဆောင်ပေးပါ စစ်ပူလာရင်တက်ကုန်လေးပပပြီးထားတာကိုထည့်လိုက်ပါတက်ကုန်လေးဒီအကြောင်းကြောင်းလာအောင်ဒီလိုဆွေးပါမယ် ตัวยาเนื้อหลับสุดเลยใช่ไหมผสมจากหมูแผ่นดีบ้างไหมยังไม่ได้เสร็จนะไหม ုံးတွေမြှုပ်ဖို့အတွက်ရေနှဲငယ်ထည့်ပါမယ်ဒီလိုဒီအမျိုးလည်းတဲ့အစီအစ်တဲ့ကြောင့်ဒီအငိုက်ထဲကြောင့်လို့ပါတယ်။ဒီကမ်းမှုဆုံးရထည့်ပြပါမယ်။ လုံးမြင့်ချင်းညုံပြီးဆိုလို့ရှိရင်ရုပ်ကြီးစိမ့်လေးအိုးလိုက်ပါမယ်။နက်လည်းဖွင့်ရပါတယ်။ဒီဆိုရင်ရုပ်ရည်ကြီးကနေတော်ပဲဖြစ်သွားပါပြီ။ဖြဲထားတဲ့ရည်လည်းခံပြီးရုပ်ရည်ကြီးလည်းညူပါပြီ။ရုပ်ရည်ကြီးအရင်ကဥိသွားတဲ့အဖြစ်နဲ့စားလို့မကောင်းတော့ဘူး။ကုလုံးမျိုးနေသားလေးရတော့ပါပဲ။ ုဆိုရင်မြန်မြန်ဆန်ဆန်နဲ့ငမင်းနဲ့အတွဲမှာပဲရုံးပရိသီးနှစ်ကလေးတစ်ပတ်ရပါပြီ။ရုံးပရိသီးစားသုံးခြင်းဟာကျန်းမာရေးကိုလည်းအရင်အထောက်အကူပြုစေပြီးအိမ်မှာချက်ပြုတ်စားခြင်းဖြစ်တဲ့ရှင်းလက်ဆက်ကိုလည်းစားနိုင်ပါတယ်။အခုအစီအစဉ်ကိုတင်ဆက်တာကတော့ myanmar.news.us.com မှာတင်ဆက်ထားခြင်းဖြစ်ပါတယ်။ကျမရဲ့ website မှာအခြားစိတ်ဝင်စားဖွယ်ရများလည်းရှိတဲ့အတွက်ကြောင့်မလို့ဝင်ရောက်လေ့လာအားပေးပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်